နှစ်ဦးနှစ်ဖက်ငိမ့်ချင်းရကပြေလည်သွားပြီဖြစ်တဲ့တဏ္ဍာမိုးသိမ့်နဲ့ထွန်ထွန်ပရိသတ်များအလုံးမင်းမိင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ပြည်သက်တွေအားလုံး internet line မကောင်းတဲ့အကြောင်းကနေအနည်းငယ်စောင့်ကြည့်ခဲ့ကြရတဲ့နာမည်ကြီးပွဲတစ်ခုကတော့ငိမ့်ချန်းစွာနဲ့ပြီးသွားခဲ့ပါပြီ။အစောပိုင်းမှာတော့ producer ကြီးကိုရွှေမန်နဲ့တန်နာမိုးတိန်တို့ကြားမှာအကြီးအကျယ်ပွဲဖြစ်နေခဲ့ရပါဘူး။ တကယ်ဆမှာမဆိုင်မဲနဲ့ဝင်းပါရကနေလူမုံများသွားခဲ့ရကတော့တရုတ်ဆောင်မင်းသားထွန်းထွန်းပဲဖြစ်ပါတယ်။အခုတော့ဒီပြဿနာကသက်ဆိုင်သူတွေအလုံးတောင်းပန်ခြင်းနဲ့ခွင့်လွှတ်ခြင်းဆိုပြီးတော့ငြိမ်းချမ်းရေးရယူလိုက်ကြတာကြောင့်ပြည်သက်တွေတော်တော်ပွဲဆောင်ရတာကနေကင်းလွတ်သွားပါပြီ။အစောပိုင်းမှာတော့ပရိုဂျူဆာကိုရွှေမင်းနဲ့တနာမိုးသိန်းတို့၄နှစ်ကြာတွဲခဲ့ပြီးတော့လမ်းခွဲခဲ့ကြတယ်။မကြာခင်မှာပဲကိုရွှေမင်းကဆရာဝန်မလေးတယောက်နဲ့ခန်းနားစွာလက်ထပ်ခဲ့တယ်။ဒီအထိကသူတို့နှစ်ယောက်ထဲရဲ့ကိစ္စပါ။ ကြေတနာကဘယ်ကနေစတင်လဲဆိုတော့ Facebook ကလူတွေ Director ပြည်ဟင်းတရားဖော်ကောင်းလုံးမှုကနေတနာမိုးသိန်းကအစွန်ပြစ်ခံရတာလို့သတ်မှတ်လိုက်ကြချိန်မှာပါဒီအချိန်မှာတနာမိုးသိန်းက "तुम ဟာအစွန်ပြစ်ခံရတာမဟုတ်ဘူး။ तुम ကိုယ်တိုင်ကစွန့်လွတ်ခဲ့တာလို့ရှင်းလင်းပြခဲ့ပါတယ်။ပြဒနာကြီးကျယ်ပောက်ကွဲသွားတာကတော့ဒီနှစ်ယောက်ကြားကကိစ္စကိုတတိယလူတွေအထူးသဖြင့်နှုတ်ပညာရှင်အသံဝိုင်းတွေကလူတွေဝင်ပါလာချိန်မှာပါ" အခြားသူတွေရဲ့ဝင်ရောက်ပြောဆိုမှုတွေရှိခဲ့ပေမဲ့လူတွေရဲ့ဒေါသကိုအမြင့်ဆုံးဖြစ်သွားစေခဲ့တာကတော့မင်းသားထွန်းထွန်းရဲ့ post တစ်ခုပါပဲ။သူ့အနေနဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ကိုရွှေမန်းရဲ့ဇနီးအစ်စ်လေးဆံဝင်မာလေးဘက်ကနေကာကွယ်ခြင်းနဲ့စေတနာနဲ့ဝင်ရောက်ပြီးတော့ဖြည့်ရှင်းခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူသုံးတော့လိုက်တဲ့စကလုံးတွေကအခြေအနေကိုအဆိုးရွားဆုံးဖြစ်စေခဲ့ပါတယ်။ တို့ရဲ့ boss မှာကိုရှင်မန်းရဲ့ဇနီးအသစ်ကိုတန်ဖိုးရှိတဲ့မိဘအတန်းဝိုင်းကောင်းတဲ့ဒုတိယအဖြစ်နဲ့ဖော်ပြခဲ့တာပါထို့နောက်ကသူ့တငယ်ချင်းကိုရှင်မန်းရဲ့ဇနီးလေးကဘလောက်တောင်ပညာတတ်တောင်ဂုံတိတ်ခါရှိတောင်မျိုးရိုးတွေကြီးတောင် အဲ့လိုပြောချိန်မှာတော့တဖက်ကကိုရွှေမင်းနဲ့လမ်းခွဲခဲ့ရတဲ့တဏ္ဍာမိုးသိန်းအတွက်မျက်နာပြက်စရာဂုံတိတ်ခါကြစရာဖြစ်နေရပါတယ်။ထွန်းထွန်းရဲ့ post ကအမျိုးသမီးတယောက်ရဲ့ဂုံတိတ်ခါကိုအများမြင်မှာတိုက်ရိုက်မဟုတ်တောင်တွေ့ဝိုက်ပြီးတော့တိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်တဏ္ဍာမိုးသိန်းအတွက်ရောပရိသတ်တွေအတွက်ပါအလွန်အမင်းထိခိုက်နာကျင်စေခဲ့ပါတယ်။ ထွန်းထွန်းရဲ့ post အခြေကြီးကြောင့်တဏ္ဍာမိုးသိန်းတယောက်မျက်ရည်တွေနဲ့လိုင်းလင့်ဖြည့်ရှင်းခဲ့ရပါတယ်။သူမရဲ့ငယ်ဘဝဖခင်မရှိပဲမိခင်ကိုလှုပ်ကျွေးနေရတဲ့ဘဝအခြေအနေတွေကိုဖွင့်ဟပြောပြရင်နဲ့သူမလိုမျိုးအားငယ်သူကိုအနိုင်မကျင့်ကြဖို့တောင်းပန်ခဲ့ရကမြင်ရတဲ့သူတိုင်းကိုစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ဒီအခြေအနေမှာပဲကာယကံရှင်ကိုရွှေမန်းကိုယ်တိုင်ကဒီကိစ္စကိုဒီမှာပဲရက်ကြဖို့အပြန်လန်ဖြည့်ရှင်းလေပို့ထိခိုက်လေဖြစ်တာကြောင့်မြစ်တာရက်ခံခဲ့ပါတယ်။ထွန်းထွန်းကိုယ်တိုင်ကလည်းစကလုံးတွေကတဏ္ဍာမိုးသိန်းကိုထိခိုက်စေခဲ့တာမှန်ကန်ကြောင်း င်ဝန်ခံပြီးတော့တောင်းပန်ပါတယ်လို့ဖြည့်ရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။တနာမိုးသိမ့်ဘက်ကလည်းတငယ်ချင်းကိုအကာအကွယ်ပေးရကိုနားလဲကြောင်းနဲ့ထွန်းထွန်းရဲ့တောင်းပန်မှုကိုလက်ခံခွင့်လွှတ်ကြောင်းပြန်လည်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ဒီကိစ္စမှာအားလုံးကကိုယ့်နေရာနဲ့ကိုယ်မှန်ကန်စွာပြန်လည်တုံ့ပြန်နိုင်ခဲ့ကြပါတယ်။ကိုရှင်မန်းကအချိန်မီတားခဲ့တယ်။ထွန်းထွန်းကမှားမှန်းသိတော့ဝန်ခံတောင်းပန်ခဲ့တယ်။တနာမိုးသိမ့်ကလည်းရင်းချက်စွာနဲ့ခွင့်လွှတ်နိုင်ခဲ့တာပါ။ ဒီကိစ္စမှာအရေးကြီးဆုံးသင်ခန်းစာကတော့ကိုနဲ့မဆိုင်တဲ့နှစ်ယောက်ကြားကပြဿနာတွေကိုဘယ်တော့မှဝင်မပါမိဖို့ပါပဲအထူးသဖြင့်ဆိုရှယ်မီဒီယာပေါ်မှာကိုယ့်ရဲ့စကားလုံးတစ်လုံးတံပိုးဆိုတဲ့ဝေါ်ဟာရာတစ်ခုတည်းကနေလူတယောက်ရဲ့ဘဝကိုဘယ်လောက်ထိနှိမ်ချထိခိုက်စေနိုင်တယ်လဲဆိုတာဒီဇလန်းကသက်သေပြသွားခဲ့ပါတယ် ပရိသတ်တွေအနေနဲ့ရောဒီသုံးပွင့်ဆိုင်ဇလန်ရဲ့အဆုံးအသတ်ပေါ်မှာဘလို့သုံးသက်ချင်ပါသလဲထွန်းထွန်းရဲ့တောင်းပန်မှုတွေဟာလုံလောက်ခဲ့ရဲ့လားတနာမိုးသိန်းရဲ့ခွင့်လွှတ်မှုကိုရောဘလို့မြင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်